ျမတို့တွေဒီမကြာခဏတယောက်တည်းကြိတ်ငိုတာမျိုးอ่ะပြဿနာရှိလား တကယ်လို့အဲ့လိုမျိုးကြိတ်ငုံနေတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလှုပ်တင်လဲခဏခဏငုံမိတာက ကျွန်တော်တို့ပြဿနာလို့ပြောလို့မရပါဘူးဒါပေမဲ့ကိုကိုကိုငိုစီတဲ့နောက်ွယ်ကကို့ကိုပေါ့လေငိုစီတဲ့နောက်ွယ်ကအကြောင်းတရားတွေကဘာတွေလဲဒီအရာတွေကကို့ဘယ်လောက်ထိတည်ရမှုရှိနေပြီလဲဆိုတာတော့သတိပြုဖို့လိုပါတယ်အာဒီငိုစီတဲ့အရာတွေကဘယ်လောက်အခြေအနေထိရောက်နေပြီလဲနေ့စဉ်ဘဝကိုတည်ရမှုရှိနေတာမျိုးလားဆိုတာတွေကိုပြန်ပြီးတော့ဆန်းစစ်ဖို့လိုပါလိမ့်မယ်ငို ိုးတယ်ဆိုတာကတော့ကျမတို့တွေကဒီကိုယ့်ရဲ့ခံစားချက်တွေကိုဟိုထွက်လာအောင်လုပ်တဲ့အရာတစ်ခုပေါ့လေဖြစ်လေဖြစ်ထရှိတဲ့လူသားတိုင်းမှာဖြစ်တဲ့လူတိုင်းမှာဖြစ်လေဖြစ်ထရှိတဲ့ဒီပုံမှန်သဘာဝဆန်တဲ့တုံ့ပြန်မှုတစ်ခုလို့ပဲကျမပြောချင်ပါတယ်ဆိုတော့ကျမတို့တွေကဒီခံစားချက်တွေကိုထုတ်တဲ့နေရာမျိုးမှာအရင်ကြီးလေးပင်တဲ့ခံစားချက်တွေကိုလွတ်ချတဲ့နေရာမျိုးတွေမှာဟို ပုံမှန်လှုပ်လေးလှုပ်ထလူတော်တော်များများလှုပ်လေးလှုပ်ထရှိတာငိုချလိုက်တာပေါ့လေဆိုတော့ငိုချလိုက်လို့ရတယ်ဆိုတော့ခုအနေနဲ့ခဏခဏအာဘယ်လိုပြောမလဲဒီလိုမျိုးငိုတဲ့ခံငိုတဲ့အခြေအနေမျိုးတွေဖြစ်လာပြီဆိုတော့ကိုကိုကိုပြန်ပြီးတော့တတိထားရမယ်ကိုရဲ့အတွင်း နေရာလေးကိုပြန်ကြည့်ပေးပြီးတော့ဂယုစိုက်ပေးဖို့လိုအပ်ပါတယ်ပေါ့လေနော်လိုအပ်တယ်အဲဒီလိုလေးခံစားနေရတယ်ဆိုတာမျိုးပေါ့လေငါတော့ဒီလိုမျိုးခံစားနေရတယ်ဆိုတာမျိုးပြန်ပြီးတော့ကြည့်ဖို့လိုတယ်ခုခုကိုဟိုဟိုပေးပြီးတော့ဘယ်လိုမှမလဲခံစားချက်တွေကိုအမြဲဆန်းစစ်ဖို့လိုတယ်ကို့အတွက်စိတ်ဖိစီးမှုလေးတွေဒီဝမ်းနည်းမှုလေးတွေပြီးတော့စိတ်ပင်ပန်းမှုလေးတွေကြောင့်ကိုကငိုနေရပြီဆိုရင်ကိုကြောင့်ခုခုကိုကြင်ကြင်နာနာလေး ပြန်ပြီးတော့ဆက်ဆံပေးဖို့လိုပါတယ်။ခုခုကိုအရင်ကြီးတွန်းအားမပေးဘဲနဲ့တဖြည်းဖြည်းချင်းစီပဲဒီသွားပေးဖို့လိုတာပေါ့နော်။ဆိုတော့ဟိုတလန်းစီပဲတလန်းချင်းတလန်းချင်းပဲသွားပါပြီးလို့ရှိရင်ကျမတို့အနေနဲ့အရန်ပင်မန်းလာလို့အနားယူဖို့လိုတယ်ဆိုလို့ရှင်လဲနားလိုက်ပါ။ယုံကြည်ရတဲ့သူတွေစီမှာလဲနောက်ပြီးတော့ရင်ဖွင့်လို့ရပါတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့နှလုံးသားလေးကလိုအပ်နေတဲ့အရာလေးတွေဥမာကို့အတွက်အနားရစေမယ့်အရာလေးတွေကို လုပ်ပေးဖို့လိုပါတယ်။တကယ်လို့ဒီဝမ်းနည်းမှုလေးတွေကကိုယ်အတွက်သေထားရတာအရင်ကြီးလေးနေပြီးလေးလံနေပြီးဆိုရင်တော့ကျွမ်းကျင်တဲ့ပညာရှင်တွေစီမှာအကူအညီရယူလိုက်ပါ။ ကိုတယောက်တည်းမဟုတ်တယ်လို့ဒီခံစားချက်တွေဒီခံစားရတဲ့အရာတွေကိုချက်ချင်းကြီးအပြေရှာမတွေ့သေးလို့လည်းရတယ်။ဘာဖြစ်လို့လဲဆိုတော့ပြဿနာတစ်ခုဖြစ်လာပြီကျွန်တော်တို့ဝမ်းနေတယ်ငိုကြွေးတယ်ဆိုချက်ချင်းကြီးဘလို့မှအပြေရမရနိုင်ဘူးလေဆိုတော့ဒီလိုမျိုးမတွေ့သေးဘူးဆိုလည်းရပါတယ်ဆိုတော့တခြားသူတွေအပေါ်မှာထားတဲ့ဟိုကျင်နာမှုတွေ၊ကျူးဆိုင်မှုတွေ၊စာနာပေးတဲ့အရာတွေက ကိုကိုကိုပြန်ပြီးတော့အဲ့ဒီကျင်နာမှုစာနာမှုကိုချင်းစာမှုလေးတွေကိုကိုကိုပြန်ပေးဖို့လဲမမေ့ဖို့လိုပါတယ်တခုခုဆိုလို့ရှိရင်ကျမတို့တွေအနေနဲ့လည်းကူညီဖို့အသင့်ရှိနေပါတယ်ဆိုတော့ comment မှာလာပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ချက်ပေါက်ကနေပဲဖြစ်ဖြစ်ခန်းစားနေရတဲ့အကြောင်းအရာလေးတွေကိုလာပြီးတော့ရင်ဖွင့်ပြီးတော့အကူအညီတောင်းခံတာမျိုးတွေလုပ်လို့ရပါတယ်ဒီလိုမျိုးတောင်းခံလာတဲ့အပေါ်မှာလည်းကျမတို့ကပညာရှင်တွေနဲ့ပြန်ပြီးတော့ diamond ဆွံ့ွေးပြီးတော့မိတ်ဆွေတို့ရဲ့အကူအညီတောင်းလာတဲ့အရာလေးတွေကိုလည်းဖြည့်ရှင်းပေးခြင်းပါတယ်ဆိုတော့ ဟိုမကြာခဏကြိတ်ငိုတက်တဲ့ဟိုတငယ်ချင်းတွေရှိတယ်ဆိုလို့ရှင်လဲသူတို့အစီကိုဒီအစီအစဉ်လေးကို share ပေးပြီးတော့အကူအညီပေးလို့ရပါတယ်နောက်ထပ်အစီအစဉ်တွေမှာပြန်ဆုံပါမယ်ရှင်ကျေးဇူးပါ